ဒီလိုမျိုးအများကြီးလာအပြည့်ဖို့အတွက်လည်းကျွန်တော် net pressure ရှိရယ်ဒါနစ်ပိုးကလည်းဒါခྱི་လုံနေတဲ့အကြောင်းမလို့ကျွန်တော်ပွဲမလာရောက်နိုင်ဘောเนาะဆိုတော့ကကြောဒီကားမှာကျွန်တော်လာရောက်အပြည့်တဲ့ငွေချင်းတွေနဲ့ကျေးဇူးအများကြီးတင်တယ်ပြီးတော့ဇကာတကားကိုဟိုကောင်းမွန်အောင်ဖန်တီးရတယ်ကျွန်တော်ဒီနေ့ကပယ်ရှိုးဆိုတော့ဒါအကလုံးတော့မဆုံဘူးပေါ့เนาะကျွန်တော်ဆက်နေရနေ့ကျမှကျွန်တော်ပရက်ရှိုးထပ်လုပ်มาဖြစ်ပါတယ်ဒီနေ့ဆိုလို့ကျွန်တော်လာရောက် RP ကြားတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကျေးဇူးအများကြီးပဲတင်တယ်ပြောအာဒီလိုမျိုးအများကြီးလာအပြည့်ဖို့အတွက်လည်းကျွန်တော် net pressure ရှိရယ်ငါနစ်ပိုးကလည်းဒါခྱི་လုံနေတဲ့အကြောင်းမလို့ကျွန်တော်ပွဲမလာရောက်နိုင်ဘောเนาะဆိုတော့ကရောဒီကားမှာကျွန်တော်လာရောက်အပြည့်တဲ့ငွေချင်းနဲ့လည်းကျေးဇူးအများကြီးတင်တယ်ပြီးတော့ဇက်ကားတကားကိုဟိုကောင်းမွန်အောင်ဖန်တီးရတယ်ကျွန်တော်ရန်လုံးပြေစူးစမ်းရတယ်ဒီအတွက်ကြောင့်မလို့လည်းဒီလိုကောင်းမွန်တဲ့ကားတွေကိုဖန်တီးရတဲ့ရက်လက်က ဒါပြိသက်တွေကိုကြီးကျင်စေဖြစ်ပေါ်စေတဲ့အတွက်ကြောင့်မလို့ဒီဟာဒီအချက်ကိုကျွန်တော်ပို့ပြီးတော့သဘောပေါက်တယ်ဒီအတွက်ကြောင့်မလို့ရှေ့ဆက်ပြီးတော့ကိုကောင်းမွန်တဲ့ကားတွေရိုက်ကူးမယ်ပြီးတော့ကိုဖိတ်လိုက်တဲ့အခါမှာကိုကောင်းကိုလာကြည့်တဲ့အခါမှာ100%ရုပ်ရှင်ဆန်သောရုပ်ရှင်ကြည့်ရတာနဲ့အာလာကြည့်ရတဲ့ကြည့်ရကြုံနဲ့တဲ့ကားမျိုးဖြစ်အောင်စ조사သွားမယ်လို့လည်းပို့ပြီးတော့စိတ်ကူးတွေပို့ပြီးတော့ရတယ်ဒီအတွက်ကြောင့်မလို့ဒီနေ့လည်းကျွန်တော်ဒီကားတွေက main cut ဆိုတဲ့ character ဖြစ်အောင်အကောင်းဆုံး조사တာပါအဓိကကတော့ကျွန်တော် romance ကားကလည်းမရှိ ဟိုအချစ်ကားတွေတော့ရိုက်ခဲ့တယ်၃ပွင့်ဆိုင်နေ၄ပွင့်ဆိုင်နေနဲ့လောင်နေဟာတယ်ပေါ့နော်ဒီကတော့အေးအေးလေးနဲ့ငိမ့်ငိမ့်လေးပဲဒါမင်းသားနဲ့မင်းသားနှစ်ယောက်တည်းကိုပဲဒါဟိုအချစ်ကိုစပြီးတော့တတိတဲတဲ့ဟာလေးပေါ့နော်ချစ်ချင်းကိုတတိတဲပြီးရဲ့ကာလလေးမှာကြည်နူးစရာလေးတွေပဲဖန်တီးတာပေါ့ဒီနောက်မှာတော့လောင်နေကားတွေကိုဖန်တီးလို့ရတဲ့ဇက်တရားအများကြီးရှိရပေါ့ဒါတော့အချစ်ကိုစပြီးတော့တွေ့တဲ့အချိန်လေးမှာ တခြားအကြောင်းအရာတွေမပါဘဲနှစ်ယောက်ကဘယ်လိုချစ်လဲဘယ်လိုရူလဲချစ်သူတွေနဲ့အနီးဆက်ဆုံးပုံသဏ္ဍာန်လေးပဲရှက်ကူတာဆိုတော့လာကြည့်မယ်ဆိုလို့ရှိရင်လည်းဒါချစ်ချင်းကြီးစားလို့ခြင်းတော့မှာချိန်ချိန်တည်ပါထင်တာပြောတာဆောင်းကက်ပြီးစီရမယ်ကာလာအမ်အမ်မော်ကျွန်တော်ကိုယ်တိုင်လည်းဒီကောင်အက်ဒစ်ဆက်နေတဲ့အချိန်တွင်းမှာလည်းကျွန်တော် shop အတူလေးတွေ့တဲ့အချိန်မှာကျွန်တော်ကိုယ်တိုင်လည်းကျင်းနေပါတယ်နောက်ပြီးတော့ဒီလိုကားမျိုးလေးလည်းပို့ပြီးတော့ရိုက်ချင်သွားတာပေါ့နော်ရိုက်ချင်သွားတော့အော်ကြည့်လို့ကောင်းတယ်ပေါ့နော်ပရိသတ်ကဒီချိန်မှာဆိုလို့ရှိရင်လည်းဒါကြည့်ပြီးစိတ်ချမ်းသာမှုရရစေတယ်ပေါ့ဒါ ပီတိလေးဖြစ်သွားပြုံးသွားတာပေါ့အဲ့လိုမျိုးလေးက positive ဖြစ်တာပေါ့